ဝင်နှင်းစီစားတော့ဆိုင်ပိုင်ရှင်ဦးစိုးညွန့်ဦးဆောင်ပြီး2009ခုနှစ်ကမြစ်ဆုံကိုပကြီးဓာတ်ပုံကဗျာစာရေးဆရာတွေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေစုပေါင်းပြီး ERI မြစ်တကျော်ခီးထွက်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်တခြားမှတ်တမ်းတင်ထားတဲ့ The River Our ERI ဆိုတဲ့မှတ်တမ်းရုပ်ရှင်စက်တင်ဘာ20ရက်နေ့မှာမိတ်ဆက်ပြသခဲ့ပါတယ်။2023ခုနှစ်ဝတ်တန်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီးစံစာတင်နေရတာကြောင့်အချိန်တွေကြာမြင့်ခဲ့ရပြီး အခုမှတရားဝင်မိတ်ဆက်နိုင်တာဖြစ်တယ်လို့မတန်းရုပ်ရှင်ဖန်တီးတဲ့ကိုသေးစာကပြောပါရယ် ARR မြစ်ကြောင်းတစ်လျှောက်ကဒေသခံတွေရဲ့သဘောထားအမြင်တွေလူနေမှုဘဝတွေကိုရိုးရိုးလေးတင်ပြပေးထားတာဖြစ်ပြီးမြစ်ဆုံအပေါ်သဘောထားကိုတွေ့မြင်ရမယ်လို့ဆိုပါရယ်ဖြစ်နေတဲ့အားလို့ကျွန်တော်တင်ပြပါတယ်အဲ့အောင်ဗီဒီယိုတွေကကြည့်ပြီးတော့ကိုယ့်ကိုစဉ်းစားကြည့်ဆိုကျွန်တော်ရဲ့ Instagram မှာဆိုရင်ကျွန်တော်ဒီရေးကြတယ်ဒီမှာနေအဲ့လိုဒီမှာကြည့်ကြည့်တော့ပုံစံပေါ်ကြတယ်စကားကြည့်တော့သူတို့သဘောထားဟာ ဒီလိုဒီသိရမှာကျွန်တော်ပြောတာလည်းသူပြောတဲ့ဟာမျိုးကြားအောင်နိုင်ငံရေးစနစ်အပြောင်းလဲဖြစ်လာချိန်မှာတော့ငွေချင်း၃ယောက်စုပေါင်းပြီးမတန်းရုပ်ရှင်ကိုထုတ်လုပ်ဖို့အတွက် Danfin Production ကိုတည်ထောင်လိုက်တာဖြစ်ပြီးအကျူသိမ်းမန်းလို့ခေါ်တဲ့ဖြောပြေးစံနယ်ပညာပေးမှုဇာတ်ကားတွေသင်တန်းပေးတာတွေဆက်လုပ်သွားခြင်းတယ်လို့မဝီမာကပြောပါတယ်။အားလုံးဒီလိုတော့ရတာအခုဒီတိုင်းရနေပြီးတော့ဆက်ဆက်သွားပြီးတော့ documentary တွေကိုမတော်ရုံနဲ့ကိုရရဲ့ဖြစ်တာတွေ့ရတယ် ီလိုမျိုးဆက်ပြီးထုတ်လုပ်သွားဖို့လည်းရှိပါတယ်။နောက်ရည်ရွယ်ချက်တစ်ခုကတော့ပညာရေးနဲ့စော်ပြီးရေးနဲ့တွဲတဲ့ entertainment program တွေကိုထုတ်လုပ်သွားဖို့ဆန္ဒရှိပါတယ်။အဲဒီ program တွေဆိုလို့ရှိရင် TV channel တွေကစီဝင်လာကြတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါဟောတာရအောင်ဒီလိုခုပေါ်လုပ်ဆောင်ဖို့ဆန္ဒရှိပါတယ်။ဒါလည်းကမ်းပါတယ်။သမရဦးသိန်းစိန်ကသူ့လက်ထက်မှာမြစ်စုံစီမံကိန်းကိုရပ်ဆိုင်းထားတယ်လို့2011ခုနှစ်မှာကြေညာခဲ့ပါတယ်။ AR ကိုလက်ညှိုးထိုးရောင်းစဖို့ကြံနေလို့ ပြည်သူတွေရဲ့ပောက်ကွဲသံတွေဆန္ဒပြမှုတွေနဲ့အတူဒီမတ်တန်းစကားဖြစ်လာခဲ့တာပါလို့ဥဆုံးညွန့်ကဆိုရတဲ့ခစ်ပြောင်းပေမဲ့စနစ်မပြောင်းသေးချိန်မှာ AR ကိုကောက်ွယ်ဖို့ဒီခီးစဉ်ကိုစီစဉ်ဖြစ်တာပါလို့သူကပြောပြပါရတယ်။ AR ကိုလည်းတော့ဖို့ပြီးတော့လောင်းစားဖို့ပြေဆုံးစေပေးစားဖို့လားကျွန်တော်ပောက်ကွဲရကျွန်တော်မှတ်တမ်းနေတာပါလေဒီမီမီပါအောင်မခွန်တဲ့ကျွန်တော်လည်းပြောရတယ်အဲ့ဒါကျွန်တော်ပောက်ကွဲတာပေါ့ပောက်ကွဲတဲ့အချိန်မှာဒီ AR ရဲ့ပို့ရေးနေတာလို့မြင်ရဘူး ပြည်သူ့ရဲ့အခမ်းအနားကိုပေါ်မရတော့ဘူး။ဒီတော့ခေတ်ကတော့ကြောင်းမယ်လို့ပြောနေတယ်စနေနေ့ကြောင်းပေးရမှာပေါ့။အဲ့တော့ရာသနာအခွင့်အရေးကိုလို့ပြောနေတယ်ဆိုပြီးတော့အဲ့လိုပြောတဲ့အချိန်မှာတော့